BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေခင်ဗျာ။နိုဝင်ဘာလ6ရက်ကြာသပတေးညချမ်းတွဲ BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ကျွန်တော်ဗေဖြိုးပါ။ပြည်သူရှေ့ဆောင်ပါတီကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်တားဖြစ်သူနဲ့အတူလူသက်မှုနဲ့ဖန်ခံလာရပါတယ်။ပါတီစည်းကမ်းနဲ့မညီညွတ်တော့ပါတီစည်းကမ်းရပဲရေးယူပါမှာပေါ့။ဆောင်ချပြီဆိုရင်တော့ဒါသူ့ဥပဒေရကိုယ်စားလှယ်အဖြစ်ကကျွန်တော်တို့မရုပ်သိမ်းတဲ့ကော်မရှင်ရုပ်သိမ်းမှာပဲလေ။အဓိကကတော့ကော်မရှင်ပေါ်မှာပဲမှုတည်တာပေါ့။ ီအကြောင်းမကြောခင်အသေးစိတ်နားဆင်ရဖို့ရှိသလိုနိုင်ငံတကာဘက်ကကြည့်ပြန်ရင်လည်း the typhoon obviously affected other islands but um ဒီနှစ်တွင်အပြင်းဆုံး typhoon မုန်တိုင်းတန်ခံရတဲ့ဖိလစ်ပိုင်နိုင်ငံနဲ့ထိတော်ရောက်ခဲ့တဲ့ BBC သတင်းတောက်ရဲ့ကိုရီးပြောပြချက်တွေလည်းတင်ဆက်ပေးဖို့ရှိနေပါတယ်ခင်ဗျာ ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းဒေသတွေတလွားဒီနှစ်အတွင်းပေါ်ခဲ့သမျှတိုက်ဖုန်းမုန်တိုင်းတွေရဲ့အင်အားအပြင်းဆုံးဖြစ်တဲ့တိုက်ဖုန်းကောင်မေဂီဖျက်တိုက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကြောင့်တလားလားမိုးရေချိန်နဲ့ညီမျှတဲ့ပမာဏအတိုင်းအတာထိ24နာရီအတွင်းမိုးသေးသေးထန်ထန်ရွာခဲ့ပါတယ်။အခုဆိုရင်ဖိလစ်ပိုင်နိုင်ငံထဲမှာအရေးပေါ်အခြေအနေကြီးညာထားပြီဖြစ်ပါတယ်။ပေဆုံးစင်းလဲတစားတဲ့တစားပိုပြီးမြင့်တက်လာနေတာမှာအနည်းဆုံးလူ114ယောက်ပေဆုံးခဲ့ကြောင်းအတည်ပြုထားနိုင်ပါတယ်။ပျောက်ဆုံးနေသူတွေအများပြားလဲရှိနေပါတယ်။ ခိခိုက်ဆုံးဖြစ်ခဲ့တဲ့စီဘူးကျွန်းရှိရာတမရမာကုစ်သွားရောက်ဖို့ရှိနေပါတယ်။အဲ့ဒီမှာရောက်နေတဲ့အရှိတောင်အရှဆိုင်ရာ BBC သတင်းတောက် Jonathan Head ပြောတာက the typhoon obviously affected other islands but um the largest number of casualties are on Cebu it's typhoon ဟာတခြားကျွန်းတွေကိုလည်းထိခိုက်ခဲ့တာမှန်ပေမဲ့ထိခိုက်ပေဆုံးမှုအများဆုံးကတော့လူဦးရေအထူးထပ်ဆုံးဖြစ်တဲ့စီဘူးမှာဖြစ်ခဲ့တာပါမိုးပဲရေကြီးတဲ့ဒဏ်ကိုဘလောက်ခံနိုင်ရတယ်လဲဆိုရင်အပျက်စီးတွေဟာဆူနာမီလှိုင်းကြီးလာပြီးရိုက်ခံရတယ်လို့မျိုးထိကိုဖြစ်ခဲ့ပါတယ်လူစင်းရဲရက်ွက်တွေမှာဆိုရင်စောက်ထားတာကတိတ်ပြီးခန်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 းတောင်းတတင်းတင်းမရှိတော့ဘာမှကိုမကြံအောင်တခါလဲပျက်စီးသွားပါတယ်ဆိုပြီးသူမျက်မြင်တွေ့ခဲ့ရတာတွေကိုပြောပြသွားတာပါ တိုင်ဖွန်းကောင်မဂီဟာဗီယက်နမ်ရှိရာစီဥတီရွေးရှားနေရမှာပဲဂျပန်ပြန်အားကောင်းလာပါလေမကြခင်မှာပဲဗီယက်နမ်ကုန်းတွင်းမိုင်းတွေဝင်ရောက်မယ်လို့ခန့်မှန်းထားကြပါလေမကွေးတိုင်းပေါ့မြုံနယ်အနှက်စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုမနေ့နိုဝင်ဘာ9ရက်နေ့တုန်းကပေါ့အခြေဆိုင်တော်လှန်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာမှာနိုင်ရီများစွာကြောင်နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါလေမနေ့၈နိုင်လောက်ကနေည၁၀နိုင်ကျော်လောက်ထိ၁၅နိုင်ဒီဘာကြောင်တိုက်ပွဲဖြစ်ခဲ့တဲ့နောက်စစ်တပ်ရဲ့စစ်ကြောင်နောက်ပိုင်းဆုတ်ခွာသွားတယ်လို့ဆိုပါလေ အဲ့ဒီသတင်းညမြင့်ရဲ့အဆိုအရစစ်တပ်ရဲ့တပ်ဖွဲ့ဝင်နှစ်ယောက်ပိတ်ဆုံးတာကိုသူမျက်မြင်တွေ့ခဲ့ရပြီးတော်လိုင်းတပ်ဖွဲ့ဝင်တချို့လည်း6လောက်ကြီးထိမှန်တယ်ရခဲ့တာမျိုးရှိတယ်လို့သတင်းညမြင့်ကပြောပါလေတိုက်ပွဲဖြစ်နေတုန်းမှာစစ်တပ်ရဲ့ပောက်ခြေဆိုင်ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ24ရက်ကနေလက်လက်ကြီးနဲ့ပစ်ကူပေးခဲ့တာမှာအနီးကဇွေးခုံရွာကရွာကန်၃ယောက်ကြီးထိမှန်တယ်ရခဲ့တယ်ဆိုပြီးတော့လေရွာကန်တချို့ကပြောပါလေစစ်တပ်ဘက်ကတော့ပောက်မြုံနယ်ကစစ်အခြေအနေနဲ့ပတ်သက်လို့သတင်းတစုံတရာမထုတ်ပြန်သေးပါဘူး အိန္ဒိယနိုင်ငံရှေ့ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ဘီဟာမှာဒီသန္ဓရရွေးကောက်ပွဲပထမဆင့်ကျင်းပနေပြီဖြစ်ပါတယ်။မဲဆင်နဲ့ပတ်သက်ပြီးအငင်းပွားမှုတွေဖြစ်ခဲ့တဲ့အတွက်လက်အတန်ကြာပြန်လည်စစ်ဆေးခဲ့ကြပြီးလူ90ရဲ့နာမည်တွေဖယ်ရှားပြီးကမှအခုလိုရွေးကောက်ပွဲတကယ်တမ်းစပြီးကျင်းပလာနိုင်တာဖြစ်ပါတယ်။လက်ခံတွေကတော့ဖယ်ရှားခံရတဲ့ဆင်းထဲမှာမဲပေးပိုင်ခွင့်တကယ်တမ်းရှိသူတွေလည်းအများကြီးပါနေတယ်လို့ဝေဖန်ကြပါတယ်။အထူးသဖြင့်ဝန်ကြီးချုပ်နရင်ဒရာမိုရီရဲ့ဟိန္ဒူအမျိုးသားရေးပါတီ BJP အပါစီရအောင် မွတ်စလင်လီဂူမက်ဆင်းနဲ့ကနေတမင်ခြံထားခံခဲ့ရတယ်လို့တိုက်ခန်တွေကပြောကြပါတယ်ယူကော့ပွဲကော်မရှင်ကတော့အဲ့ဒီပြောဆိုမှုတွေကိုပယ်ချထားပါလေ။အဲ့ဒီမှာရှိနေတဲ့ BBC သတင်းတော့ဒဗီနာဂူပတာပြောတာက women and elderly people walking there some were without slippers and မင်းကထက်ရောက်သူတွေထဲမှာအမျိုးသမီးတွေတက်ကြီးရွယ်ဦးတွေလည်းပါဝင်ပါတယ်တချို့ဆိုရင်ဖနှက်တောင်မှမပါဘဲမင်းဦးလူစီရောက်လာကြတာပါသူတို့ဘဝတွေပြောင်းနိုင်မို့ရာဒီမဲထဲပိုင်ခွင်းကတခုတည်းသောနီလန်တခုတည်းသောအခွင့်အရေးအနေနဲ့သဘောထားကြပါလေဘီဟာတနယ်လုံးဟာနိုင်ငံရေးရနှုတ်ကြကြပါလေရွာတိုင်းမှာဘဲဟုတ်သွားသွားကိုယ်ဝင်ရှိချန်ကွက်လက်ထဲမှာဖြစ်စေလဖိတ်ဆိုင်မှာဖြစ်ဖြစ်စုပြီးနိုင်ငံရေးအကြောင်းပြောနေကြလာကြပါပဲဆိုပြီးဒဗီနာကပြန်ပြောင်းပြောပါလေ ဗီဟာပြည်နယ်ဟာအိန္ဒိယရဲ့အစင်းရဲသောပြည်နယ်တစ်ခုဖြစ်သလို BJP ပါတီအနေနဲ့ပါတီရဲ့ပြည်ပအစိုးရဖွဲ့နိုင်တော့အောင်အာမကောင်းတဲ့ပြည်နယ်အနေငယ်တွေကပြည်နယ်တစ်ခုလည်းပဲဖြစ်ပါလေ။ အစ္စရေးလက်ထဲဂါဇာကနေရုပ်အလောင်းအကျဉ်းကျန်တချို့ထက်ပြီးရောက်လာတာမှာအဲ့ဒီရုပ်အလောင်းအကျဉ်းကျန်တွေဟာတိုက်ဆုံသူတစားကန်တယောက်ရဲ့ရုပ်အလောင်းအကျဉ်းကျန်တွေဖြစ်တယ်ဆိုပြီးအစ္စရေးအာဏာပိုင်တွေကအတည်ပြုပါတယ်။အောက်တိုဘာ9ရက်ဟာမတ်စတရဲ့တိုက်ခိုက်မှုအတွင်းတပ်ဖြတ်ခံခဲ့ရပြီးရုပ်အလောင်းကိုပါယူသွားခံခဲ့ရတဲ့တန်ဇေးနီးယားနိုင်ငံသားဂျော့ရှွာလူအီတူမိုလဲရဲ့ရုပ်အလောင်းအစိတ်ပိုင်းတွေဖြစ်တယ်လို့ဆိုပါတယ်။ပါလက်စတိုင်းပိုင်ငံထဲမှာတစားကန်6ရောင်းရဲ့ရုပ်အလောင်းတွေအခုထိဆက်ပြီးရှိနေပါသေးတယ်။ဘိုအာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ကမ်မူးမှာတော့ လက်ရှိသမရပေါ်ဘီယာဟာရှစ်ကြိမ်မြောက်တက်တန်းအတွက်ကျန်းသစ္စာကျိန်ဆိုခဲ့ပြီဖြစ်ပါလေအသက်62နှစ်အရွယ်ရှိပြီဖြစ်တဲ့ပေါ်ဘီယာဟာကမ္ဘာအစိုးရခေါင်းဆောင်တွေထဲမှာအသက်အရွယ်အကြီးဆုံးသူဖြစ်ပါလေသူဟာကင်မရွန်းကိုအုပ်ချုပ်လာခဲ့တာအနှစ်40ကျော်ရှိပြီဖြစ်ပါလေအခုနောက်ဆုံးတစ်ကြိမ်အောက်တိုဘာလရွေးကောက်ပွဲလုံးကတော့အပြင်းထန်အငင်းပွားအချင်းများမှုတွေဖြစ်ပေါ်ခဲ့ပါလေလက်ခံကောင်းသောအိုက်ဆာတက်ကီယိုမာဘက်ကာရီကိုထောက်ခံသူတွေဟာအစိုးရပိတ်ပင်တဲ့ဂျာကပဲမြို့ရွာတွေအနှက် ဆန္ဒပြနေခဲ့ကြပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ကြားထိတိုက်တိုးခဲ့ကြပါတယ်။အခုလည်းပဲမစ္စတာဘဂရီကသူသားရွေးကောက်ပွဲမှာအစ်စ်အမန်အနိုင်ရခဲ့သူဆိုပြီးပြောဆိုနေပါတယ်ခင်ဗျာ။စီကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV စီစဉ်ကိုမြန်မာ TV မှာရှုစားနိုင်ကြပါတယ်။ကိုပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကအလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ဘုရားရှင်များခင်ဗျာရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မဲဆန္ဒအမှတ်၁မှာမြို့သားလွှတ်တော်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပြည်သူ့ရှေ့ဆောင်ပါတီကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ တားဖြစ်သူတို့ဟာလူသက်မှုကျူးလွန်မှုပြစ်မှုကျူးလွန်ရမှာအပိတ်ကူညီမှုတွေနဲ့ဖန်စီအရေးယူခံထားရပါတယ်ဒီပေါ်ပါတီဘက်ကဘယ်လိုတုံ့ပြန်ထားပါသလဲမတူစွာလင်းပြောပြထားပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီကလွှတ်တော်ကိုယ်စားလှယ်လောက်ဦးဆိုင်ရွှေထီးနဲ့တားဖြစ်သူဆိုင်းကျော်ဆိုးမိုးတို့ဟာနိုမာလာလေးရဲ့ဇောင်မုံလာပြညမှာသူတို့အိမ်မှာမွေးထားတဲ့ကြက်ကိုလာခိုးတဲ့သူဦးဆိုင်ထွန်းစာကိုရိုက်နှက်ရမှာတေဆုံသွားခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါရတယ်။တေဆုံသူဟာဦးဆိုင်ရွှေထီးနဲ့ခြံချင်းကပ်မှာနေထိုင်သူဖြစ်ပြီး စက်ခိုးတာကိုမိလို့စကားများရာကနေလူသေးဆုံးတဲ့အထိဖြစ်ခဲ့တာလို့သိရပါဗါးဒါကြောင့်ဦးဆိုင်ရွှေထီးနဲ့တားဖြစ်သူကိုအေးတရာမြို့နယ်ရဲစခန်းကလူသက်မှုနဲ့ပြစ်မှုကျူးလွန်ရာမှာအားပေးကူညီမှုရာသက်ကြီးပုံမှာ300မြင်းဆောင်111လေးနဲ့ဖမ်းဆီးအေးအယူအမှုဖွင့်ခံထားရတယ်လို့ရဲစခန်းနဲ့နှီးဆက်သူက BBC ကိုပြောပါဗါးဦးဆိုင်ရွှေထီးဟာလာမယ့်ရွေးကောက်ပွဲမှာမျိုးသားလွတ်တော်အချိုးကျကိုစားပြု PR စနစ်နဲ့တောင်ကြီးမြို့နယ်မက်ဆန္ဒအမှတ်တကနေဝင်ရောက်ရှင်ပြိုင်မှာလည်းဖြစ်ပါတယ် သူဟာအရင်ကတည်းကပြည်သူ့ရှေ့ဆောင်ပါတီဝင်တဦးဖြစ်ပြီးပါတီအနေနဲ့အဆိုပြုတဲ့သူတွေကိုသာကိုယ်စားလှယ်လောင်းဖြင့်ရွေးချယ်တာဖြစ်တယ်လို့ပါတီရဲ့ဒုတိယဥက္ကဋ္ဌဦးစောဟန်အေးကပြောပါရယ်ဒါဟာပါတီနဲ့မသက်ဆိုင်တဲ့သူ့ရဲ့ပုံကိုရေးရာကိစ္စဖြစ်ပြီးပြစ်မှုကျူးလွန်ရေးဥပဒေအရပြစ်ဒဏ်ခံရမှာဖြစ်တယ်လို့ဆိုပါရယ်ကျွန်တော်တို့ပါတီကတော့ပါတီစည်းကမ်းနဲ့မညီမြွန်းတော့ပါတီစည်းကမ်းရပဲရေးယူပါမှာပေါ့ထောင်ချပြီဆိုရင်တော့ဒါသူ့ဥပဒေအရကိုယ်စားလှယ်အဖြစ်ကကျွန်တော်တို့မရုပ်သိမ်းတဲ့ကော်မရှင်ကရုပ်သိမ်းမှာပဲလေအဓိကတော့ကော်မရှင်ပေါ်မှာပဲမူတည်တာပေါ့ ရွေးကောက်ပွဲဥရိယာဆိုရင်ပြစ်မှုကျူးလွန်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးဟာရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်လို့မရတော့သလိုလစ်လက်သွားတဲ့သူ့နေရာကိုလည်းအစားထိုးလို့မရတော့ပါဘူး။ဒါအပြင်ရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲဥပဒေနဲ့ကိုက်ညီမှုမရှိတဲ့သူ86ဦးကိုကိုယ်စားလှယ်လောင်းစည်းရင်းကနေပယ်ဖြတ်ထားပြီးဒီအထဲမှာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်လောင်း6ဦးပါဝင်တယ်လို့ဆိုပါတယ်။ဘာကြောင့်မလဲ။နေပြီးတော့ကောင်စီကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးလှဆွေပြောတာက တော့ကျွန်တော် UPP က6ရောက်ကတော့အင်ဂျာကြီးချင်းနဲ့ပတ်သက်တာလည်းပါတယ်ဟိုအရင်တော့ CDN လုတ်ခဲ့လို့ဆိုပြီးတော့ပယ်တယ်လို့ကြားတယ်ဒါပေမဲ့လို့အဲ့အဲ့ဟာကတကယ်တော့ CDN ဖြစ်တာမဟုတ်ဘူးအဲ့ဒီကနေခွင့်ပြန်လာပြီးတော့ပြန်သွားလို့မရတာဟိုမှာတပုံနဲ့မြစ်ဖြစ်သွားတာပေါ့နော်အဲအဲ့ဒါကိုပြန်ပြီးတော့တကယ်မပို့တဲ့ခါကျတော့ CDN စရင်းထဲမှာတွန်းလိုက်တာပေါ့ ထုတ်ပယ်ထားတဲ့သူတွေကအယူခံဝင်ထားသူဘယ်နှဦးရှိပြီးအယူခံဝင်သူတွေနဲ့ပတ်သက်လို့ရလဒ်တွေကိုဘယ်တော့ထုတ်ပြန်မလဲဆိုတာကို BBC အနေနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကိုမေးမြန်းနေဆဲဖြစ်ပြီးဒုံမာလ6ရက်နေ့အထိပြန်လည်ဖြေကြားတာမျိုးမရှိသေးပါဘူးရှင်။မန္တလေး PDF တပ်တွေထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမရေရအနောက်ချမ်းမှာပြီးခဲ့တဲ့ရက်ပိုင်းကစလို့စစ်တပ်ထိုးစစ်ကြောင့်တော်လိုင်းတပ်တွေစတင်ဆုတ်ခွာနေရတယ်ဆိုပြီးဒေသခံတွေက BBC ကိုပြောပါတယ်။အဲ့ဒီကအခြေအနေအပြည့်စုံကိုတော့မနှင်းမှုစူးစီးပြောပြထားပါတယ်။ န္တလေးတိုင်းထဲကတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မတရားငဇွန်းဘတ်တွေမှာလည်းစစ်ကော်မရှင်ဘက်ကထိုးစစ်တွေကိုအင်တိုက်အားတိုက်ပြုလုပ်နေပြီးတချို့နေရာတွေမှာကာကွယ်တပ်ဖွဲ့တွေဘက်ကစုပ်ပေးရတာတွေရှိနေတယ်လို့တော်လိုင်းတပ်တွေနဲ့နီးစပ်သူတွေရောဒေသခံတွေကပါ BBC ကိုပြောပါတယ်။မကြခင်ကျင်းပဖို့ရှိနေတဲ့စစ်တပ်ရွေးကောက်ပွဲကျင်းပမဲ့နေရာတွေထဲမှာမတရားမျိုးနယ်ကိုထည့်သွင်းထားပြီးငဇွန်းမျိုးနယ်ကတော့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့56မျိုးနယ်ထဲမှာပါဝင်နေပါတယ်။မတရားနယ်တဲ့စစ်တပ်နေရာတိုးယူလာမှုတော်လိုင်းတပ်တချို့စုခွာပေးရတယ်ဆိုတာ နဲ့ပတ်သက်လို့မန္တလေး PDF ကို BBC ကဆက်သွယ်မေးမြန်းဖို့စ조사နေစေပါစစ်တပ်ဘက်ကနှင်းမြေစိုးမိုးမှုတွေပုံမလုံလာနိုင်တာနဲ့ပတ်သက်လို့ဒေသခံတအုပ်ပြောတာက နေမီစုံမှုမှုပုံမှာတော့ဘဘကစုံမှုနေမီကိုပြန်နေပြီးတော့ထိုးနေလို့တော့တရင်ရတာပဲပထမတော့ကျွန်တော်နဲ့နေရနေရမြန်မာလောက်ဝေးတယ်ခုကျတော့စကားစားကျိုးစစ်ဆင်ပြီးတော့နေမီချက်ချက်ဝါတဲ့ခါကျတော့ကျွန်တော်တို့နဲ့တော့6မိုင်9မိုင်လောက်ဝေးတဲ့နေရရောက်သွားတော့ပေါ့တစ်ဖက်နဲ့တစ်ဖက်ကတော့ဖြစ်နေကြတာပဲလေအခုလိုဒေတာရင်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေကိုစိုးရိမ်နေရတဲ့အတွက်အရက်သားတွေနေရဆန့်ခွာထွက်ပြေးနေကြရတယ်လို့သိရပါတယ်စကိုင်းတိုင်းထဲမှာတော့ ဝက်လက်နဲ့ရွှေဘုံမြို့နယ်တွေမှာအခုရက်ပိုင်းတွေထဲစစ်ကောင်ရှင်ဘက်ကစစ်တောင်းထိုးတာတွေအလုံးကြီးနဲ့ဆက်တိုက်ပြန်လုလာနေတယ်လို့ဒေသခံတွေကပြောပါတယ်ဝက်လက်မြို့နယ်ထဲစစ်တောင်းနှစ်ကြောင်းဟာကျွာသားကြီးအနီးပတ်ဝန်းကျင်မှာလှုပ်ရှားနေပြီးရွှေဘုံမြို့နယ်ထဲမှာလည်းမန္တလေးရွှေဘုံလမ်းတစ်လျှောက်နေရာတွေမှာလှုပ်ရှားမှုတွေရှိနေပါတယ် စစ်ကြောင်းတွေရောက်ရှိလာခဲ့တဲ့အ ਨੇ ဆုံးကြေးရွာရှိရွာခန့်ကထောင်ထဲချီရဒီသားခန့်တွေဘေးလို့ရာကိုထွက်ပြေးနေကြရပါတယ်ဝက်လက်နေကန်ကောက်ွယ်တပ်ဖွဲ့ဝင်တအုပ်ပြောတာကကျွန်တော်တို့ဝက်လက်ဘက်မှာစစ်ကြောင်းတွေထိုးလို့စစ်ဘုံနယ်ဘက်မှာလည်းထိုးလို့ပေါ့နော်စစ်ကြောင်းတွေတမာကုန်းရွာတော်ကုန်းဆန်ကလေးရွာပြည်သူနေအိမ်တွေကိုမိရှုတယ်လို့ပြောတယ်မင်းကတော့ဘုံပြက်ပေါ့ဗျာဒိန်းဆောင်ကတော့ကျွန်တော်တို့အဲ့ဒီညာလေးကတော့ရွာတွေ၄၆ရွာတော့အများကြီးပဲသူတို့ပြည်သူ၄၀ကျော်လောက်သူတို့ကတစားကန်းအနည်းငယ်ဖမ်းရတာရှိတယ် စကိုင်းတိုင်းတွေကအဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြေးရွာမီးရှို့မှုတွေနဲ့ပတ်သက်လို့စစ်တပ်ဘက်ကနိုဝင်ဘာ6ရက်နေ့ထိတရင်ထုတ်ပြန်လာတာမရှိသေးပါဘူးစစ်တပ်ဟာစကိုင်းတိုင်းနဲ့အညာတခွင်မှာပြီးခဲ့တဲ့လပိုင်းတွေကဆလို့စစ်တောင်းတွေထိုးပြီး PPCC လုံလာနေတယ်လို့ပါရာမော်တာဂျိုင်ရိုကော့ပတာနဲ့စပိုင်ဘောလုံးတို့လိုလက်နက်အသစ်အစမ်းတွေကိုအသုံးပြုတိုက်ခိုက်လာတာတွေကိုလည်းဆက်တိုက်ပြုလုပ်နေပါတယ်ရှင်တခါမြို့သားညညွေးဆိုရအန်ယူဂျီထိန်းချုပ်ထားတဲ့ကဏီနဲ့ကမ်ဘလူမြို့ကအုတ်ချွေအနာပိုင်တွေနဲ့အခွန်အရာရှိတချို့ဟာ ခွန်ငွေတွေအလွဲပုံစားလုပ်မှုကြောင့်ဖန်ဆီးစစ်ဆေးခံရပါတယ်။ NUG အနေနဲ့လက်တွေ့ကြကြဘလောက်ထိဟန်တားနိုင်ပါမလဲ။ကိုမိုးမြင့်ပြောပြပေးပါပါ။ ကနေမြို့နယ်ကပသုံးလုံးအဖွဲ့လို့ခေါ်တဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ရှိသူအပါအဝင်တယံဇာတကော်မတီဝင်73ဦးကိုအခွန်ငွေအလွဲသုံးစားမှုနဲ့ NUG အစိုးရလက်အောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဩဂုတ်လမှာဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။အောက်တိုဘာလမှာလည်းကမ်ပလူမြို့နယ်ကအခွန်တော်အရာရှိနဲ့အဖွဲ့ဝင်9ဦးကိုအခွန်ငွေအလွဲသုံးစားမှုမြို့နယ်ပအာဖာတစိုက်တုံးအတူလုံမှုတွေနဲ့ဖမ်းဆီးစစ်ဆေးနေကြောင်းကမ်ပလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ကဏီဒေတာကဖန်းစီစစ်ဆေးခံရသူ73ဦးရဲ့ပိုင်ဆိုင်မှုကား6စီးလောက်နဲ့ရွှေပြောင်းလို့ရတဲ့ပစ္စည်းတွေကိုတင်ယူထားတယ်လို့ BBC ကစုံစမ်းသိရပါတယ် NUG ရဲ့2020ဖေဖော်ဝါရီလမှာထုတ်ပြန်တဲ့အခွန်ကောက်ခံခြင်းနဲ့မျှဝေသုံးစွဲခြင်းဆိုင်ရာမူဝါဒမှာ NUG ရဲ့အစိုးရအဖွဲ့ကအခွန်ကောက်ခံရရှိမှုရဲ့30ရာခိုင်နှုန်းကိုစီမံခွင့်ရှိပြီးပအဖက30ရာခိုင်နှုန်းပကဖက40ရာခိုင်နှုန်းစီမံခွင့်ရှိတယ်လို့ကြေညာထားပါတယ်။စကိုင်းတိုင်းအတွင်းကပသုံးလုံးအဖွဲ့တွေရဲ့အလွဲသုံးစားမှုတွေနဲ့ပတ်သက်ပြီးကဏီဒေတာကန်တူကအခုလိုပြောပါတယ်။ပသုံးလုံးတွေက NUG ကမနိုင်တော့ဘူးဆိုတော့အနေအထားမျိုးပြည်သူလူထုရဲ့ထင်လာတဲ့အနေအထားမျိုးတွေဖြစ်လာတယ်ပေါ့။ဘာလို့လဲဆိုတော့ တိုင်းတိုင်းလေးကမြို့နယ်တော်တော်များများမှာပတ်သုံးလုံးနေရဲ့ဇုတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေတိုက်ဆောက်တယ်၊သာသီရယ်၊မိမပွေနဲ့ဖဲရိုက်တယ်ဒေါ်လာကြီးပေါ်မှာအကျိုးချီးကျူးအလုံးမချပဲရရှိလာတဲ့ခွန်ပနာတွေအဂရိတရားတွေလောက်လာတာတွေတွေ့ရတယ်။အဲနောက်တစ်ခါကျတော့ NUG ကိုအခွင့်လိန်တာတွေဇီရိုဘတ်ဂျက်ဆိုပြီးကျင်းတဲ့လူတွေလည်းရှိတယ်။ဟိုအဂရိလိုက်တာငွေရတော့ဒါဟိုခင်ဦးရေဦးတပည့်အဲဒါမြို့နယ်တိုင်းလို့လို့ရှိတယ် ဒါတွေကတော်လိုင်းတက်ဖွဲ့တွေအားလုံးမှာဖြစ်နေတာမဟုတ်လို့ဒီလိုတစုတစ်ဖွဲ့ရဲ့အကျင့်ပြမှုကတော်လိုင်းအဖွဲ့အားလုံးကိုကိုးစားမပြုကြောင်းဒေသခံတက်တချို့ကပြောပါတယ်လက်တွေ့မှာမြေပြင်အနေအထားတွေကစစ်စုံတွေဖြစ်နေတာကြောင့်အခွန်ငွေစနစ်တကျကောက်ခံနိုင်ရင်းနဲ့အလေးလွင့်မရှိတော်လိုင်းမှာအသုံးချနိုင်ရေးကိစ္စကတော့စိန်ခေါ်မှုတရက်လိုပြန်ဖြစ်နေတယ်လို့စကိုင်းဒေသခံတော်လိုင်းသမားတူဖြစ်တဲ့ကိုစိုးဝင်းဆွေကပြောပါတယ်တော်လိုင်းရေးကာလာလည်းဖြစ်တဲ့အခါကျတော့ဒီစေအုပ်ချုပ်ရေးစေအုပ်ပရိကလည်းတော်လိုင်းရေးထဲမှာလည်းတစုံတရာတက်ရောက်ဖို့လိုတာဟုတ်ဗျအဲသို့တော်ညာလည်းတန်းနိုင်သမျှတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စံနှုန်း င်းနဲ့အညီပဲကျွန်တော်တို့တော်လန်ရေးကာလမှာအတွင်ကိုအဲကြင်ကြံဆောင်ရွက်သွားတာမျိုးကတော့ဒါရေရှည်မှာပြည်သူထောက်ခံမှုပြည်သူယုံကြည်မှုလည်းပို့ပြီးတော့ခိုင်မာစေလာမယ်လို့ကျွန်တော်ဒီလိုပဲယူဆပါတယ်။ကဏီကအခွန်ငွေအလွဲသုံးစားမှုနဲ့ဖမ်းဆီးခံထားရသူ73ဦးတွေက2ဦးကတော့အချုပ်ကနေထွက်ပြေးလွတ်မြောက်နေပါတယ်။ဖမ်းဆီးထိန်းသိမ်းထားသူတွေကိုစစ်ဆေးချက်တွေပေါ်ပေါက်လာမှဥပဒေကြောင့်အရာဆက်ပြီးဆောင်ရွက်မယ်လို့ NUG ဝင်းကျော်ယုံပြောဝင်ရဦးနေဖုန်လက BBC ကိုပြောထားပါတယ်။ လို့ရှင်များခင်ဗျာဒီညတွေ့ BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်ချက်တွေကိုတော့ဒီမှာပဲကျွန်တော်ကွင့်ပြပါအခုကြားခဲ့ရတဲ့နောက်ဆုံးရသတင်းတွေသာမကသတင်းသုံးသပ်ချက်နဲ့ဆုံးမတွေရုပ်သံစီစဉ်တွေကို www.bbc.com မှာလည်းအချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါတယ် BBC ကိုအားပေးကြလို့အထူးပဲကျေးဇူးတင်ပါတယ်တော်တော်ရှင်အားလုံးကိုစိတ်နှစ်ပါးကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။